ရှေ့တန်းဆင်းမြေပြင်ကိုကဲမှုစခန်းတွေကိုတွားရောက်ခဲ့တဲ့ဇီလမ်စကီယူကရိန်းသမ္မတဇီလမ်စကီဟာဒိုနက်နဲ့ကာကိဆင်းမြေပြင်ကိုကဲရေးစခန်းတွေကိုမတ်လ22ရက်နေ့ကတွားရောက်ခဲ့ပြီးတာဝန်စစ်ဆင်ရေးမှုတွေတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းယူကရိန်းသတင်းတွေကဖော်ပြထားပါတယ်ဒိုနက်စင်မီပြည်မှာဥဆောင်တိုက်ပွဲဝင်နေတဲ့ယူကရိန်းသတင်းအထူးတပ်ဖွဲ့ဆက်စည်ရေးမှုတွေနဲ့တွေ့ဆုံပြီ ရုရှားကအသုံးပြုနေတဲ့သရုံအမျိုးအစားအမျိုးစုံကိုဂျမ်းဖြတ်ဟတ်သားနိုင်မဲ့နည်းပြူဟာတွေကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ရုရှားတပ်တွေကကောင်းကောင်းဟတ်သားတိုက်ခိုက်နိုင်ခဲ့တဲ့သရုံအထူးတပ်ဖွဲ့ဝင်တွေကိုသူရဲကောင်ဂုံပြုစုတွေပေးအပ်ခဲ့ကြောင်းလဲယူကရိန်းသတင်းတွေကဖော်ပြပါတယ်။ဆီလမ်စကီဟာဒိုနက်ကနေကာကိတ်စစ်မြေပြင်စစ်စင်ရေးအမိတ်ပေးရှီနမ်စကန်ကိုဆက်လက်တွားရောက်ခဲ့ပြီးအထူးတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပါတယ်။ အဆိုပါဆစ်စင်ရဲ့မိတ်ဘေးစခန်းကနေပဲယူကရိန်းစစ်ဝန်ကြီးအဖွဲ့ဆွေးနွေးပွဲလုပ်ခဲ့ပြီးကက်ဒေတာအပါအဝင် ရှီရန်စစ်မြေပြင်အခြေအနေအားလုံးကိုဆွေးနွေးခဲ့ကြောင်းလည်းယူကရိန်းသတင်းတွေကဖော်ပြပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။